အင်ဒရာဇော်စင်နဲ့မိုးရီကိုရဲ့အလားတရားတွေကိုမိမိကျေတဲ့ကြောင့်ညာတဘုတ်ကြောင့်လူပြောများနေရဲ့ရုံးတွေလွင်မှုပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြောလဲကြိုဆိုလိုက်ပါတယ်တကယ်တကကအလားပင်မာရီရဲ့နေရာကိုနောက်မျိုးဆက်တဲ့အလားလေးတွေကဆက်ခံကြတာတဘာဝပါပဲအခုတကမှလည်းကြောင်ညာတကူကြောင့်ဆိုရှယ်မီဒီယာမှာအပြောအများဆုံးဖြစ်နေတဲ့သူလေးကတော့မင်းသားကြီးလွင်မိုးရဲ့သမီးကျော်လေးရုံးရီလွင်မိုးပဲဖြစ်ပါတယ်နာမည်ကြီးရွှေချင်းစိန်ရွှေရနာဆိုင်ကြောင်ညာရဲ့အစ်စ်ကနေရုံးရီလွင်မိုးကိုလူပြောများနေရပါ ဒီကြောင့်ညမှာမြန်မာနုပညာလောကရဲ့အလောက်နဲ့ဖျားမလို့တင်စားခံရတဲ့ဒိတ်ဒိတ်ကျဲမင်းသမီးကြီးနှစ်ယောက်နဲ့အတူတကွာတွေ့မြင်ခဲ့ရပါတယ်။တယောက်ကတော့အချင်းရဲ့တိုက်စားမှုတော်အန်တူနိုင်နဲ့ထာဝရနုပြိုခြင်းနဲ့ကြက်တရရှိတဲ့အလားပိုင်းရှင်မတ်ဦးဝဲလို့ခေါ်တဲ့အင်ဒရာကျော်စင်ပဲဖြစ်ပါတယ်။နောက်တယောက်ကတော့မြင်းသူတကာကမဟာဆန်ပြီးတော့တော်ဝင်ဆန်လုံးနယ်လို့ချီးကျူးရတဲ့အလားပင်မှာမိုးဟိကိုပါပဲ။ ဒီလိုအလားတရားမှာကိုနီကိုဟန်နဲ့ထိတ်ဆုံးမှရှိနေတဲ့စီနီယာမင်းသမီးကြီးနှစ်ယောက်နဲ့အတူမျိုးဆက်သစ်မျက်နှာသစ်လေးဖြစ်တဲ့ယုံလေးလင်မိုးကိုပါတွဲဖက်ရိုက်ကူးခဲ့ရပါအစာဝိုင်းမှာတော့ပရိသတ်တွေကဒီကြောင့်ညာဟာအလှပရင်မှာ၃ဘာရဲ့စူးစိမှုတစ်ခုဖြစ်ပြီးမျောလင်းခဲ့ကြပါတယ်ယုံလေးလင်မိုးကလှပေမဲ့စီနီယာနှစ်ယောက်ရဲ့အချိန်ဝါကြားမှာလှပတဲ့နောက်ခံတစ်ခုအနေနဲ့ပဲရှိနေလိမ့်မယ်လို့အများစုကတွက်ဆခဲ့ကြတာပါဒါပေမဲ့ကြောင့်ညာအပြည့်စုံထွက်လာတဲ့အခါမှာတော့ထင်ထရနဲ့ပြောင်းပြန်ဖြစ်ပြီးအလုံးရဲ့အာယုံတွေကယုံလေးလင်မိုးစီကိုစွဲယူသွားတဲ့ လို့ဖြစ်ခဲ့ပါတော့တယ်။အင်ဒရိုဇော်စင်နဲ့မိုးဟီဂိုရိုကသူတို့ရဲ့ခံညောင်းလှပမှုတွေနဲ့အပြည့်ရှိနေပေမဲ့ယုံရင်လင်မိုးရဲ့နုပြုံမှုနဲ့ဂျင်းကျက်တင်းငိမ်မှုတို့ပေါင်းဆက်နေတဲ့အလားတရားကတော့ကြော်ညာတစ်ခုလုံးကိုလွှမ်းမိုးသွားခဲ့ပါတယ်။လူမှုကွန်ရက်ပေါ်မှာမှတ်ချက်ဒီမှာဆိုရင်မတ်ဥဝဲနဲ့မိုးဟီကိုလည်းလှပါတယ်။ဒါပေမဲ့မျက်လုံးကခေးလေးစီကနေခွာလို့မရဘူးဆိုတဲ့ comment တွေအများပြားတွေ့ရပါတယ်။သူမရဲ့အလားကစီနီယာတွေကြားမှာမေးမိန်မသွားတဲ့အပြင်ပိုလို့တောင်မှထင်ရှားပေါ်လွင်နေခဲ့တယ်လို့တညီတညွတ်သေးဆိုခဲ့ကြတာပါ။ဒီအချက်ကသူမရဲ့ င်းအတိတ်ကပုံရိပ်နဲ့ရှင်းကြည့်လိုက်ရင်ပိုပြီးတော့အံ့ဩစရာကောင်းပါတယ်။တချိန်ကရုံးရည်လင်မို့ဟာအမှုပညာလောကတွေကိုဝင်ရောက်လာဖို့အလားအလာအရှိဆုံးမျိုးဆက်သစ်တစ်ယောက်အဖြစ်နဲ့သတ်မှတ်ခံခဲ့ရပေမယ့်ငငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြုပြီးတော့မိခင်တစ်ယောက်ဖြစ်သွားခဲ့တဲ့အတွက်ပရိသတ်တွေကနှမျောလိုက်တာဆိုပြီးတော့တသားသားဖြစ်ခဲ့ကြတာပါ။ဒါပေမဲ့သူမဟာအချိန်ကိုအလားကြီးနဲ့ပြန်တုံ့ပြန်ခဲ့ပါတယ်။ကလေးတစ်ယောက်ရဲ့မိခင်ဖြစ်သွားပြီးနောက်မှာအရင်ကထက်ပိုပြီးတော့စက်တီရှိတဲ့တည်ငြိမ်ရင်းချက်တဲ့အလားမျိုးနဲ့ပရိသတ်ရှိကိုပြန်လည်ရောက်ရှိလို့လာခဲ့ရပါ။ အထူးသဖြင့်တော့ဒီရွှေဆိုင်ကျော်ညာမှာသူမရဲ့မျက်မှောက်ဝိစုံနဲ့အလှတွေကရွှေရတနာရီရဲ့တံပိုးကိုတောင်ပို့ပြီးတော့တောက်ပါစီတယ်လို့ပါပဲဒီလိုအလှမျိုးတွေကြောင့်တချို့ပရိသတ်တွေကသူမကိုတခိတခါကထိတ်တန်းမင်းသမီးတယောက်ဖြစ်ခဲ့တယ်။နန္ဒာလိုင်းရဲ့အလှနဲ့တောင်မှနှိုင်းရှင်ပြီးတော့ချီးကျူးနေကြတာကိုတွေ့ရပါတယ်။နောက်ဆုံးမှာတော့ဒီကျော်ညာလေးဟာရတနာပစ္စည်းတွေရဲ့အလှကိုပြသတာထက်အလှတရားရဲ့မျိုးဆက်ကူပြောင်းမှုတစ်ခုကိုပြသလိုက်တယ်လို့ဖြစ်နေပါတယ်။ရိုးရီလင်မိုဟာသူမရဲ့အလှနဲ့အကြီးချင်းကဒိတ်ဒိတ်ကျဲစီနီယာတွေနဲ့ ရှင်ပြိုင်နိုင်ုံသာမကပရိသတ်ရဲ့အသေးနှလုံးကိုဖန်ဆားနိုင်တဲ့စွမ်းအားအပြည့်ရှိနေပြီဆိုတာကိုသက်သေပြလိုက်တာပါပဲပရိသတ်ကြီးတို့ကရောဒီကြောင့်ညမှာရုံးရီလင်မိုးကနမဲကြီးမင်းသမီးနှစ်ယောက်ထပ်ပိုလာတယ်လို့မြင်လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်